ရနိုင်ကိုချစ်ခင်တဲ့သားပြကြတော့ကိုအမများအားလုံးပဲမင်္ဂလာပါလို့လို့ဆိုပါရနော်ဒီလာမယ့်အပတ်မှာပေါ့နော်ဒူဒီကပိတ်ရလေးတွေများနေတဲ့အတွက်ကြောင့်မို့လို့ကိုရောမလို့လည်းကြည်အောင်ပေါ့နော် အဲ့တို့ကြောင့်ဒီရဲ့ဖိုင်မညီမလေးနည်းနည်းအားလို့ပေါ့နော် 3D လေးနဲ့ရှာပြီးတော့ထပ်ပြီးတော့တင်ပေးလိုက်မယ်နော်ဘင်္ဂလာမှာလည်းတင်ပေးပါရယ်ဟောဘတ် channel ကိုသွားပြီးတော့မရှာတတ်တဲ့ကိုရီမာတွေတော့ပေါ့နော်ကြည့်လို့ရအောင်လို့ဒီမှာလည်း 3D လေးနဲ့ညီမရှာတွေ့ထားတဲ့တော်နေလေးတွေကိုတွက်ပြပြီးတော့တင်ပေးမှဖြစ်တယ်နော်အဲ့တော့ခုလိုက်ကြည့်အောင်နော်အဲ့တော့ 3D ပါပေါ့နော်လာမယ်26ရက်4လ25ပေါ့နော်ခုနှစ်ကြိမ်အတွက်ပါနော်ယနေ့ဒေဆိုင်လေးပေါ့နော် ်ပေါ့နော်တလုံးစီတဲကိုညီမရှာတွေ့ထားတာပို့တွက်ပြပေးသွားမှာနော်ဆိုရင်လိုက်ပြီးတော့ကြည့်ပေးကြပါအောင်နော်တကယ်တွက်တတ်တဲ့ဆရာကြီးဆရာမကြီးများအတွက်မြည်ရပါအောင်နော်အဲ့ဒါကြောင့်မလို့ကြည့်ချင်တဲ့လူသာကြည့်ကြပါနော်ဟိုညီမကအတင်းကြည့်ဖို့လည်းမတိုက်တော့ပါဘူးနော်အဲ့တော့ဒီမှာရှိတဲ့ နေ9ရေ9ရေ3လုံးပေါင်းမယ်ပေါ့เนาะနဲ့9နဲ့ပေါင်းတော့10နဲ့9နဲ့ပေါင်းတော့10ပေါင်းချင်း10ဆိုပြီးတော့ရတာလေเนาะဒါဆိုရင်တပင်ကျော်ပြီးတော့ဇက်သွားမယ်เนาะဒီမှာ3ခွန်နှလုံးပေါင်းတော့3ညဒီ10နဲ့ထပ်ပေါင်းမယ်3ညနဲ့10နဲ့ပေါင်းတော့လေပေါင်းချင်း10ပါ ပဲเนาะဒီမှာပေါင်းချင်းရှင်ဒီမှာပေါင်းချင်းရှင်ပေါ့เนาะဒါဆိုရင်တပင်ကြော်မယ်ဒီမှာရှိတဲ့6ရေခွန်ရေဒီမှာလာမယ်ထိတ်စည်းတလုံးရေပေါ့เนาะသုံးလုံးပေါင်းရင်လည်းအပေါ်မှာပေါင်းချင်းရှင်ပေါင်းချင်းရှင်ဆိုရကြမလို့သုံးလုံးပေါင်းနေသူကပေါင်းချင်းရှင်ရမယ်ပေါ့เนาะအဲ့ဒါဆိုရင်ပေါင်းကြည့်အောင်เนาะ6နဲ့9နဲ့နှလုံးပေါင်းတော့3နောက်တစ်လုံးနဲ့ပေါင်းရင်ရှင်ဆိုရတဲ့ကြောင့်9ထည့်မယ်9ရေ3ရေပေါင်းရင်ဒီမှာလိုချင်တဲ့ပေါင်းချင်းရှင်ဆိုတာကိုရလာပြီပေါ့เนาะ ါဆိုလို့ရှိရင်အခုအလဲတိုင်းလေးကိုဆက်ပြီးတော့သွားမယ်နော်အလဲတိုင်းပြပြီးမယ်ဒီမှာရှိတဲ့တုံညာရေခွန်ရေနှလုံးပေါင်းတော့ပေါင်းခြင်းက9ဆိုပြီးတော့ရတာတယ်နော်ဒပင်းကြောမယ်ဆက်သွားမယ်ဒီမှာခွန်ရေ9ရေနှလုံးပေါင်းတော့ပေါင်းခြင်းက6ဟုတ်ပြီနော်ခွန်ဒပွင့်ချော့တော့6ဟုတ်ပြီနော်ဒါဆိုရင်ဒပင်းကြောမယ်ဒီမှာဆက်သွားပါမယ်နော်ဒီမှာ ခွန်ခွန်ပြီးတော့6 6ကိုတပွင့်လျှော်တော့9ဖြစ်သွားမယ်နော်အဲ့တော့ရှစ်ရှိပြီးသားနောက်တစ်လုံးနဲ့ပေါင်ရင်9ဆိုတဲ့အတွက်ကြောင့်ထဲမှာကဏ္ဍလေးကခွန်ပေါ့နော်ရှစ်နဲ့ခွန်နဲ့နှလုံးပေါင်ရင်ဒီမှာလိုချင်တဲ့ပေါင်ချင်း9ဆိုတာကိုရလာပြီပေါ့နော်ဒါဆိုရင်ဒီဘက်မှာကိုအပိတ်ကိုပြီးတော့ရပြီမယ်နော်အပိတ်ကိုသွားပါမယ်ဒီမှာရှိတာ300 ကိုကိုပေါ့နော်။တောင်ညနဲ့ကိုနဲ့ပေါင်းတော့ကိုကိုရဲ့ကိုရဲ့ပေါင်းတော့၈။ပေါင်းချင်း၈ဆိုပြီးတော့ရတာတယ်နော်။ပြီးတော့ရင်ဒီမှာခွန် ခွန်လေးခွန်ရခွန်ရပေါင်းတော့လေးလေးရလေးရပေါင်းတော့ရှစ်သူကလည်းပေါင်းချင်းရှစ်ပေါင်းချင်းရှစ်ပေါင်းချင်းရှစ်ဆိုပြီးတော့ရတာတယ်เนาะဒါဆိုရင်ဆက်သွားပါမယ်ဒီမှာရှစ်ဒီမှာခွန်ဒီမှာအပိတ်တလုံးသုံးလုံးပေါင်းမယ်ဆိုရင်သူလည်းပေါင်းချင်းရှစ်ပဲဖြစ်ကြမယ်เนาะဒါဆိုလို့ရှိရင်ရှစ်ရခွန်ရနှလုံးပေါင်းတော့ပေါင်းချင်းကငါနောက်တစ်လုံးနဲ့ပေါင်းရင်ရှစ်ဆိုတော့တကြောင်သုံးထည့်လိုက်မယ်ရှစ်ရခွန်ရပေါင်းတော့ငါငါရသုံးရပေါင်းတော့ဒီမှာလိုချင်တဲ့ပေါင်းချင်းရှစ်ဆိုတာကိုရလာပြီပေါ့เนาะဒါဆိုရင်ညီမတို့ ကစားရမယ်ကဏ္ဍလေးထွက်လာပြီပေါ့နော် 3D ပါလာမယ်16ရက်လေးလား25ပေါ့နော်ခုနှစ်ချိန်မှညီမတို့ထည့်ကစားရမယ်ကဏ္ဍလေးတစ်ခွက်ကတော့9ထိတ်ခုံအပိတ်နဲ့အဲ sorry ပါနော်ခုံအလေတိုင်းနဲ့3အပိတ်ပေါ့နော်9ပေါ့3ဆိုပြီးတော့ညီမရှာတွေ့ရတာကိုခြေတန်ချင်းပြတယ်နော်ကိုတို့မတို့ကကြက်ထူမချင်းနဲ့တမယ်ဆိုရင်လိုက်ပြီးတော့ကစားကြပါနော်အားလုံးပဲစင်ကြီးကောင်းကြပါစေလို့ဆုတောင်းပေးလိုက်ပါရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်